ဘဝမှာနာကျင်မှုနဲ့ပတ်သက်ပြီးရလိုက်ရတဲ့အချိန်မှဆုံးသင်ခန်းစာကတော့နာကျင်မှုတွေကနေလွန်မြောက်အောင်ထွက်ပြေးလို့မရနိုင်သလိုရှောင်လွဲသွားလို့လည်းမရနိုင်ဘူးဆိုတာကိုပါပဲတကယ်တော့ကျမတို့တွေဟာအဲ့ဒီနာကျင်မှုတွေကိုရင်ဆိုင်ရမှာပါပြီးတော့ခံစားရင်းနဲ့ဖြစ်တတ်ရမှာပဲဖြစ်ပါတယ်ဖြစ်တတ်နေတဲ့ကာလအတွင်းမှာ ကိုကိုကိုအရန်အရန်ကိုစိတ်ရှည်ပြရပါမယ်အရန်ကိုလည်းကျင်နာပြရပါမယ်နောက်တစ်ခုက မိမိကိုကိုတေချာလေးချစ်ပေးရမှာပဲဖြစ်ပါတယ်ကိုကိုကိုဘယ်လိုဆက်ဆံပေးရမလဲဆိုတော့ကျမတို့ရဲ့အချစ်ဆုံးတငယ်ချင်းတယောက်ကခက်ခဲနေတဲ့အချိန်မှာကျမတို့သူ့ကိုဆက်ဆံပေးတယ်လို့မျိုးကျမတို့ကိုကျမတို့ညံ့ညင်သာစွာဆက်ဆံပေးရမှာပဲဖြစ်ပါတယ်။ခုချိန်မှာတင်ဟာဘယ်အတွက်ကြောင့်ပဲဖြစ်ဖြစ်ဘဝကိုခက်ခဲနေခြင်းစွာ ဖြတ်တန်းနေခဲ့ရမယ်ဆိုရင်မိမိကိုကိုစိတ်ရှိပေးပါကိုကိုကိုချင်တာပေးပါကိုကိုကိုတေချာလေးချစ်ပေးဖို့မမေ့ပါနဲ့။